အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လူကြီးတွေထူထပ်လာတာဒူစားဆံမှုတွေနေပါလာတာခေတ်သစ်ကျမ်းမာရေးစောင့်ရှောက်မှုတွေခေါင်းပုံဖြတ်မှုတွေနဲ့လူစားစားခွဲခြားမှုဆိုင်ရာပြဿနာတွေလိုမျိုးဇလန်းစကွက်ပေါင်းစုံပေါင်းဝင်တဲ့ဇကားကောင်းလေးတစ်ခါကိုတင်ဆက်ပေးသွားကြပါမယ်2164ခုနှစ်ကိုရောက်တဲ့အချိန်မှာတော့လူသားမျိုးနွယ်တွေဟာလူကြီးတွေထူထပ်လာတာတွေယောဂဖြစ်ပွားမှုများပြားလာတာတွေနဲ့ညဉ့်ညံမှုတွေမြင့်တက်လာတာကြောင့်ကဘာမြေကြီးကိုလုံးဝပျက်စီးသွားတဲ့အခြေအနေမှာထားခဲ့ကြပါတယ် ချမ်းသာတဲ့လူသားတွေကတော့အီလိုင်စီယန်လို့ခေါ်တဲ့အာဂါသစကန်တစ်ခုကိုတိစောက်ဖို့ဆုံးဖြတ်လိုက်ပြီးဘလို့ယောဂါကိုမဆိုကုသနိုင်တဲ့အထူးစပ်ဖြစ်စီကရိယာတွေကိုအသုံးပြုပြီးတော့ညဉ့်ညမ်းမှုတွေနဲ့ယောဂဗျာကင်းဝေးတဲ့ဘဝမျိုးမှာနေထိုင်ခဲ့ကြပါတယ်။လက်ရှိချိန်မှာတော့ကဘာမြေပေါ်မှာမိဘမဲ့မတ်လို့ခေါ်တဲ့ကောင်လေးနဲ့သူ့ရဲ့အခြေဆုံးတကယ်ချင်းဖရေးလိုမျိုးလူစင်းရဲတွေပဲနေထိုင်ကြပါတော့တယ်။သူတို့နှူးဟာအီလိုင်စီယန်အာဂါသစကန်အကြောင်းရေးထားတဲ့စာအုပ်ကိုမကြာခဏဖတ်ရှုလိုက်ရှိပြီး တနေ့နေ့မှာအဲ့ဒီနေရာကိုရောက်အောင်ခေါ်သွားပြီးမယ်ဆိုပြီးမတ်စ်ကဖရေးကိုဂရီပေးနေခဲ့ပါတယ်။အဲ့ဒီအချိန်ကနေစတင်ပြီးမတ်စ်ကအီလိုက်စီယန်ကိုတွားရောက်မဲ့လက်မှတ်ကိုဝယ်ယူဖို့အတွက်ငွေစုဆောင်တဲ့အနေနဲ့ခူးယူတာတွေကိုလှုံ့ဆော်ခဲ့ပါတယ်။မိဘမဲ့ကရရဲ့အုတ်ထင်းသူတီလာရှင်ကြီးကခူးယူတာတွေမလုပ်ဖို့မတ်စ်ကိုတားခဲ့ပေမဲ့မတ်စ်ကတော့ခူးယူတာတွေကိုမရက်တန့်ခဲ့ပါဘူး။နေပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့စောက်ကြီးခံရတဲ့တခိုးကောင်တူဖြစ်တဲ့မတ်စ်တယောက်လောင်းအင်ဂျလီမျိုးကစိတ်ုံတစ်ခုမှရိုးရိုးသားသားအလုံးလုံးကင်ပြီးတော့ အကောင်းဆုံးနေထိုင်ဖို့ကြိုးပမ်းနေခဲ့ပါတယ်။မက်စ်တယောက်ရိုးရိုးသားသားနဲ့ကောင်းကောင်းပုံပုံနေထိုင်ပေမဲ့လည်းစစ်ရုပ်ရဲတွေကတော့မက်စ်ကားမတ်တိုင်ခုမှသူ့ကိုတားလိုက်ပြီးသူ့ရဲ့ကြောပိုးအိတ်ကိုစစ်စေးကားတွေလုံးဆောင်ခဲ့ပါတယ်။မက်စ်ကခိုးတဲ့ရာဇဝတ်မှုမတန်ရှိခဲ့ဘူးတာကြောင့်စစ်ရုပ်ရဲတွေကသူ့ကိုစစ်စေးခဲ့တာဖြစ်ပြီးမက်စ်က ပြောင်းချောချောလုံးနေကြကြောင့်စစ်ရုပ်ရဲတယောက်ကသူ့ကိုမြေပေါ်ကိုတွန်းလဲပြီးတော့အပေါ်ကနေဖိထားတာကိုခံလိုက်ရပါတယ်။အဲနောက်တော့ဒန်ဟာရရှိသွားတဲ့မက်စ်လည်းစေယုံကိုသွားကြည့်မှာပဲ အချိန်တော်ကြာမတွေ့ခဲ့ရတဲ့ခြေစုံးတငယ်ချင်း free နဲ့ပြန်တွေ့ခဲ့ပါတယ်။စေကူဗီယာနဲ့မတ်က free ကိုဒိတ်ကြမလားဆိုပြီးမေးလိုက်ချိန်မှာတော့ free ကလည်းလက်ခံခဲ့ပါတယ်။နောက်တော့မတ်ကလည်းအီလိုင်းစီယန်ကိုတိဆောက်ခဲ့ပြီးလက်ရှိချိန်မှာစက်ရုပ်တွေ ထုတ်လုပ်နေတဲ့ဘီလီယံနာကိုင်းလီပိုင်ဆိုင်တဲ့အာမန်ဒင်ကုမ္ပဏီကိုအလုပ်လုပ်ဖို့သွားခဲ့ပါတယ်။တချိန်တည်းမှာပဲကုမ္ပဏီရဲ့မန်နေဂျာကမင်းပါလို့နောက်ကျနေကြလဲနောက်တစ်ခါဆိုရင်အလုပ်ထုတ်ခံရမယ်ဆိုပြီးတော့မတ်ကိုတတိပေးခဲ့ပါတယ်။ အခြားတစ်ပတ်မှာတော့ spider ဆိုတဲ့ hacker မျိုးသားတူဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့ကလူတွေကို ID အတုပေးပြီးတော့ inline scan ကိုတွားရောက်ပြီးစေကူးသားမှုခံယူနိုင်ဖို့အတွက် အာဂါသားယင်တစ်ခုပေါ်ကိုတင်ပေးနေခဲ့ပါတယ်။နောက်တော့ inline scan ကိုမှတ်တမ်းမဲ့အာဂါသားယင်၃စီးချင်းကက်လာတဲ့ဆိုပြီးတော့သတိပေးချက်ကိုလက်ခံရရှိခဲ့တာကြောင့်လူအပ်တဲ့ဆောင်ရွက်မှုတွေလို့ကိုကာကွယ်ရေးဝန်ကြီးဒီလာကော့ကလေးရုံးခန်းကိုအလင်းမြန်သွားလိုက်ပါတယ်။တချိန်တည်းမှာပဲမှတ်တမ်းမဲ့အာဂါသားယင်၃စီးကိုကဘာမျိုးကိုပြန်လှည့်ဖို့သတိပေးခဲ့ပေမဲ့လည်း နားထောင်တာမျိုးမရှိဘဲစက်တိုးလာတာကြောင့်ကဘာပြေပေါ်မှာရှိနေတဲ့လိုအပ်အေဂျင့်ခရူဂါကိုလှုပ်ရှားဖို့ဒီလာကော့ကလှမ်းပြီးတော့မိတ်ပေးလိုက်ပါတယ်ဒီလိုမျိုးမိတ်ပေးတာဥပဒေကိုချိုးပေါက်တာဖြစ်တဲ့အတွက်အေးအေးယူခံရလိမ့်မယ်ဆိုပြီးတော့ဝန်ထမ်းတွေက ပြောလိုက်ပေမဲ့လေဒီလာကော့ကတော့ဂယူမဆိုင်ခဲ့ပါဘူးအမိတ်ရသွားတဲ့ခရူဂါလည်းလိုအပ်တဲ့စစ်လက်နက်ပစ္စည်းတွေကိုယူပြီးတော့အင်လိုက်စီယန်စီကိုဥတီနေတဲ့အာဂါတာရင်၃စီးတဲကနှစ်စီးကိုပြစ်ချခဲ့ပါတယ်နောက်ထပ်အာဂါတာရင်တစ်စီးကတော့ ခရူကပြစ်လွတ်လိုက်တဲ့ဒုံးကြီးကိုရှောင်တိမ်ပြီးအီလိုက်စီယမ်ဘောကိုအောင်မြင်စွာဆင်းသက်နိုင်ခဲ့ပါတယ်။ချက်ချင်းဆိုလိုပဲအမျိုးသမီးတူကအာဂါသားရဲ့ဘောကနေဆင်းလာပြီးတော့နေအိမ်တလုံးကိုဖောက်တင်းဝင်ရောက်ပြီးတော့သူမရဲ့ဖျားနာနေတဲ့သမီးငယ်လေးကိုကုသရေးဆက်တဲ့ကိုထက်ခဲ့ပါတယ်။ကုသရေးဆက်ကြောင်းကျမ်းမာရေးပြန်ကောင်းလာတဲ့ကလေးငယ်မလေးနဲ့သူမရဲ့အမေဖြစ်သူကိုဆက်ရုပ်ရဲတွေကချက်ချင်းဖက်စီလိုက်ပြီးတော့တရားမဝင် ရောက်လာတဲ့လူစင်ရဲတွေအားလုံးကိုသူတို့နဲ့သက်ဆိုင်တဲ့ကဘာမျိုးဘောကိုပြန်ပို့ဖို့လှုံ့ဆော်ခဲ့ပါတော့တယ်။ ကဘာမြေပေါ်မှာတော့အလုံးကနေပြန်လာတဲ့မတ်စ်ကိုတငယ်ချင်းဖြစ်သူဂျူလီယိုကကားတွေခိုးဖို့အကူအညီတောင်းခဲ့ပေမဲ့လည်းထောင်ထဲထပ်ဝင်ခြင်းတော့တဲ့မတ်စ်လည်းမကူညီနိုင်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။နောက်တနေ့မှာတော့မတ်စ်တယောက်စက်ရုပ်တွေထည့်ထားတဲ့ရေဒီယိုတတိယအခန်းတစ်ခုကိုပိတ်ဖို့စူးစမ်းနေခဲ့ပြီးတော့အရာခွေးတူတစ်ခုကတကားအုပ်ချိန်မှာညံ့နေတာကြောင့်ပိတ်လို့မရဖြစ်နေခဲ့ပါတယ်။တချိန်တည်းမှာပဲစက်ရုပ်မန်နေဂျာကမတ်စ်ကိုအလုံးမပြောချင်အထဲမှာညံ့နေတဲ့အရာခွေးတူကိုကိုယ်တိုင်ထုတ်ပြီးတော့ တကားကိုရအောင်ပေးဖို့ပြောခဲ့ပါတယ်။ရွေးချယ်စရာမရှိတော့တဲ့ Max လေအခန်းထဲကိုဝင်လိုက်ပြီးတော့ညှက်နေတဲ့အရာကိုဖယ်ရှားလိုက်ချိန်မှာတော့တကားကလင်းမြန်စွာပဲပိတ်သွားပြီးသူလည်းရေဒီယိုတတိယအခန်းထဲမှာပိတ်မိသွားခဲ့ပါတယ်။မိုင်းရဲ့လို့ဖို့ကင်ဖက်တွေကတကားကိုအတင်းဖွင့်ဖို့ကြိုးစားခဲ့ကြပေမဲ့လည်းအလုံးမဖြစ်ခဲ့ပဲနဲ့ပြင်းထန်တဲ့ရေဒီယိုတတိယမှုတွေကြောင့်လူလိမ့်နေတဲ့ Max ကိုဒီတိုင်းပဲကြည့်နေခဲ့ရပါတယ်။နောက်ဆုံးတော့တကားပြန်ပွင့်သွားခဲ့ပြီး Max ကိုကုမ္ပဏီရဲ့ဆေးဘက်ဆိုင်ရာဌာနကိုပို့ဆောင်ခဲ့ပါတယ်။ စစ်ဆေးမှုတွေလှုပ်ဆောင်ပြီးတဲ့နောက်မှာတော့ရေဒီယိုတတိကျွားတာဝန်ခံခဲ့ရတဲ့မတ်စတဲအောင်9ရက်အတွင်းဘွားကူးလိမ့်မယ်ဆိုပြီးတော့စက်ရုပ်တရုပ်ကပြောခဲ့ပါတယ်။ဒီ9ရက်အတွင်းမှာမတ်စကအလုံးလုံးသေးခြင်းနဲ့ဆိုရင်စေတချို့ကိုတောက်ပြီးတော့အလုံးလုံးနိုင်တယ်လို့လည်းစက်ရုပ်ကပြောလိုက်ပါတယ်။စက်ရုပ်မှာလေပတ်မှုရက်သွားတာကြောင့်ပန်းရှင်ကိုင်လီလည်းအဲ့ဒီနေရာကိုချက်ချင်းရောက်လာခဲ့ပြီးတော့ဘာဖြစ်တာလဲဆိုပြီးမေးခဲ့ပါတယ်။ဖြစ်ခဲ့တာတွေအားလုံးကိုမန်နေဂျာကရှင်းပြပြီးတဲ့နောက်မှာတော့မတ်စကိုအလုပ်ထုတ်ဖို့မန်နေဂျာကိုကိုင်လီကမိတ်ပေးလိုက်ပါတယ်။ တစ်ဖက်မှာတော့ကဘာမြေပေါ်က agent crew ကိုအသုံးပြုပြီးအရသား46ဦးကိုတက်ဖြတ်ခဲ့မှုအတွက်ဒီလာကော့ကိုအီလိုင်စီယန်ရဲ့တမတာပါတယ်ကခေါ်ယူတွေးဆောင်ခဲ့ပါတယ်။တချိန်တည်းမှာပဲအီလိုင်စီယန်ကိုအရင်ဆိုင်တွေရောက်မလာအောင်လူအပ်တာတွေအားလုံးကိုလုံဆောင်သွားမှာဖြစ်တယ်ဆိုပြီးဒီလာကော့ကပြောလိုက်တာကြောင့်နောက်တစ်ခါဒီလိုထပ်ဖြစ်ရင်အလုပ်ထုတ်ဖြစ်မယ်ဆိုပြီးတော့ပါတယ်ကတတိပေးလိုက်ပါတယ်။နောက်ရရောက်တော့ကိုင်လီယာအီလိုင်စီယန်စကန်အတွက်ကာကွယ်ရေးစာချုပ်တွေကိုတက်တန်းတို့ဖို့ဒီလာကော့နဲ့တွေးဆောင်ခဲ့ပါတယ်။ ဲနောက်တော့ EIC ရဲ့စနစ်ကိုပြန်လည်စတင်ပြီးတမတာအစ်စ်တူကိုအာဏာရလာဖို့လုံဆောင်ပေးနိုင်လားဆိုပြီးတော့ကိုင်းဒီကိုဒီလာကော့ကမေးခဲ့ပါတယ်။ကိုင်းဒီကလည်းသူလုတ်ပေးနိုင်တယ်ဆိုပြီးဖြေလိုက်တာကြောင့်ဒီလာကော့လည်းဝမ်းသာသွားပြီးအဲ့လိုမျိုးလုတ်ပေးနိုင်ခဲ့ရင်ကြီးမားတဲ့အကျိုးမြတ်ကိုပြန်ပေးမယ်ဆိုပြီးတော့ကိုင်းဒီကိုပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းမကြခင်တရားတော်မဲ့မတ်စတယောက်တငယ်ချင်းဖြစ်သူဂျူလီယိုကိုဖြစ်ပြက်ခဲ့သမျှအားလုံးကိုပြောပြလိုက်ပြီးစပိုက်တာဆိုတဲ့ဟာကာမျိုးသားစီကိုခေါ်သွားပေးဖို့တောင်းဆိုခဲ့ပါတယ်။ စပိုက်တာနဲ့တွေ့တဲ့အချိန်မှာတော့အီလိုက်စီယန်ကိုသွားချင်ကြောင်းနဲ့အဖိုးအခါဖြစ်လူကျင်တာအလုံးကိုရအောင်လုပ်ပေးမယ်ဆိုပြီးမတ်စ်ကပြောနေခဲ့ပါတယ်။အဲဒါနဲ့စပိုက်တာလည်းသူ့မှာဘယ်သူမှမလုပ်ချင်တဲ့အန်ဒီရဲ့ရှိတဲ့မစ်ရှင်တစ်ခုရှိတာကြောင့်လုံမလားဆိုပြီးတော့မတ်စ်ကိုမေးလိုက်ချိန်မှာတော့မတ်စ်ကလည်းလုပ်ဖို့လက်ခံခဲ့ပါတယ်။ပြီးတော့လူတူကြီးရဲ့အုံနောက်ထဲကအချက်လက်တွေကိုဝင်ရောက်ကြည့်ရှုနိုင်ပြီးတော့အခြားသူတူအူးစီကိုလွှဲပြောင်းပေးနိုင်တဲ့စက်ဖြစ်စီတခုကိုစပိုက်တာကမတ်စ်ကိုပြခဲ့ပါတယ်။မတ်စ်လုံရမှာကဘီလီယံနဲ့တရားကိုရှာပြီး သူ့ရဲ့ဘဏ်အကောင့်တွေကငွေအားလုံးကိုရယူနိုင်ဖို့အတွက်အုံနောက်ထဲက data အချက်အလက်တွေကိုရအောင်လုပ်ပေးရမှာဆိုပြီး Spider ကပြောနေခဲ့ပါတယ်။တကယ်ချင်းဖြစ်သူ Julio လည်း Elysian ကိုသွားဖို့လမ်းမရမယ်ဆိုတာကြောင့် Max ကလည်း mission ကိုချက်ချင်းလက်ခံခဲ့ပါတယ်။တချိန်တည်းမှာပဲ Max တို့ပြတ်မှတ်ထားရမယ့်လူက Billionaire ကိုင်လီဖြစ်တယ်လို့ Spider ကပြောခဲ့ပါတယ်။အဲနောက်တော့ Max ကိုစေယုတ်တယုတ်လိုမျိုးအဆောင်ထက်စေပြီး Radio တတိယကြောင့်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့အားနည်းမှုတွေကိုရောကြစေမဲ့စေယုံဝိစုံတစ်ခုကို စပိုက်တာကပေးခဲ့ပါတယ်။ဇယုတ်ဝိစုံဝိစင်ပြီးတဲ့ match လေအီလိုင်းစီယန်ကိုဝင်လို့ရမယ့် ID တက်တူးတစ်ခုကိုလက်မောင်းပေါ်မှာရခဲ့ပါတယ်။တစ်ဖက်မှာလည်းဘီလီယန်နာကိုင်းဒီဟာသူ့ရဲ့အုံနောက်ဆိုင်ရာအချက်လက်တွေကိုကုတ်သွင်းနေခဲ့ပြီးတော့သူ့ရဲ့စိတ်ကိုဝင်ရောက်ကြည့်ရှုဖို့ကြိုးစားသူတိုင်းကိုတက်ပြစ်မဲ့ကာကွယ်ရေးရန်ရည်ရတစ်ခုကိုအသက်သွင်းလိုက်ပြီးတော့ကွန်ပျူတာကိုဖျက်ဆီးပစ်လိုက်ပါတယ်။ဘီယာနဲ့ကိုင်းလီလည်းအီလိုင်းစီယန်အာဂါသစကန်ကိုတောက်ရောက်ဖို့အတွက်အာဂါသရင်နဲ့ထွက်ခွာဖို့ပြင်ဆင်နေခဲ့ပါတယ်။ တချိန်တည်းမှာပဲမတ်နဲ့သူ့အဖွဲ့ကကိုင်းလီကိုဖမ်းဆီးဖို့အတွက်ရောက်လာခဲ့ပြီးအာဂဒါရီကိုအောင်မြင်စွာပြစ်ချနိုင်ခဲ့ပါတယ်။အီလိုင်စီယန်ကနေစောက်ကြည့်နေတဲ့ဒီလာကော့လည်းကိုင်းလီရဲ့အာဂဒါရီပြတ်ကျသွားတာကိုတွေ့ရှိခဲ့ပြီးတဲ့နောက်မှာတော့ကိုင်းလီကိုကောက်ွယ်ဖို့အေဂျင့်ခရူဂါနဲ့စစ်လေရင်တစင်းကိုချက်ချင်းဆင်လွတ်လိုက်ပါတယ်။မတ်တို့အဖွဲ့လည်းပြတ်ကျနေတဲ့အာဂဒါရီထဲကိုဝင်ပြီးတော့ကိုင်းလီရဲ့အုံနောက်ကဒေတာချက်လက်တွေကိုရယူဖို့ကြိုးပမ်းခဲ့ပေမဲ့လည်းအချက်လက်တွေအားလုံးကရှုပ်ထွေးနေတာကိုပဲတွေ့လိုက်ရပါတယ်။ တချိန်တည်းမှာပဲခရူဂါနဲ့စစ်လင်ရေးဒဇင်းကရောက်လာတာကြောင့်မက်စတိုအဖွဲ့နဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးမက်ရဲ့အဖွဲ့တွေကလူအများပြားသေဆုံးသွားခဲ့ပါတယ်။မက်စနဲ့ခရူဂါလည်းအပြန်အလှန်တိုက်ခတ်ခဲ့ပြီးတော့ခရူဂါကမက်စကိုဓာတ်နဲ့ခေါင်းဖြတ်တတ်ဖို့လုံနေတဲ့အချိန်မှာတငယ်ချင်းဖြစ်သူဂျူလီယိုကတန်တန်းနဲ့ပြစ်ပြီးတော့တားဆီးလိုက်ပါတယ်။ဒါပေမဲ့လည်းဂျူလီယိုရဲ့ကြိုးပမ်းမှုကအချင်းချင်းသာဖြစ်ခဲ့ပြီးတော့ခရူဂါကဂျူလီယိုကိုအရင်ဆုံးအဆုံးသတ်ပေးလိုက်ပါတယ်။ဂျူလီယိုတက်ခတ်လိုက်ရတာကြောင့်စိတ်ဆိုးသွားတဲ့မက်စလည်း တနက်တလန်နဲ့ခရူဂါကိုပြစ်လိုက်ပြီးမယ်ခရူဂါကစွဲရင်တိုင်းတစ်ခုနဲ့ကာလိုက်တာကြောင့်တေရောမတေပဲနဲ့မေးလဲသွားခဲ့ပါတယ်ခရူဂါမေးလဲသွားတဲ့နောက်မှာတော့မက်စလေအဲ့ဒီနေရာကနေချက်ချင်းပြေးထွက်လာခဲ့လိုက်ပါတယ်တချိန်တည်းမှာပဲအီလိုက်ဇီယန်ကနေစောက်ကြည့်နေတဲ့ဒီလာကော့လည်းကိုင်းနေတယောက်အာဂဒါရင်ထဲမှာဘွားပြောင်းသွားတာကိုသိလိုက်ရပြီးခရူဂါနူလာရတဲ့ဒီဖိုင်နဲ့မက်စနောက်ကိုလိုက်ဖို့အမိတ်ပေးလိုက်ပါတယ်ခရူဂါနဲ့သူ့ဖွဲ့သားကြီးလည်းကိုင်းလီရဲ့အုံနောက်ထဲမှာအီလိုက်ဇီယန်စနစ်ကိုပြန်လည်စတင်မဲ့ပရိုဂရမ်ထဲထားကြောင်းနဲ့ လက်ရှိအချိန်မှာ data ချက်လက်တွေအားလုံးကကိုင်းလီနဲ့ချိတ်ဆက်မှုတွေလုံဆောင်ခဲ့တဲ့မက်ဆီကိုရောက်သွားပြီဆိုတာကိုသိသွားတာကြောင့်ရှာဖွေ drone တွေကိုချက်ချင်းစေလွှတ်လိုက်ပါတော့တယ်။ပြီးရတဲ့ Los Angeles မြို့ကိုလေးမပြန်တမ်းရဆုံးအဖြစ်ဒီလာကော့ကချက်ချင်းထုတ်ပြန်လိုက်ပါတယ်။ညနေပိုင်းကိုရောက်တော့ free တရားကိုစေယုံပြင်မဲ့ကိုထွက်လာချိန်မှာ max တရားကိုဒံရရီနဲ့လဲကြနေတာကိုတွေ့လိုက်ရတာကြောင့်အလင်းမြန်ပဲပြေးသွားလိုက်ပါတယ်။ free က max ကိုစေယုံတွေကိုခေါ်သွားဖို့လုပ်ခဲ့ပေမဲ့ max ကသူ့ဟာအလိုရှိတဲ့လူတူဖြစ်နေတာကြောင့် အများပြည်သူဆိုင်ရာနေရာတွေမှာနေဖို့ကအဆင်မပြေဘူးဆိုပြီးပြောလိုက်ပြီးတော့သတိမေ့သွားပါတော့တယ်။နောက်ဒီနေ့မနက်မှာတော့မတ်တက်ရောက်ဒဏ်ရာတွေကိုချုပ်ထားတဲ့အနေထားနဲ့ဖရီးရဲ့အိမ်မှာနိုးလာခဲ့ပါတယ်။ဖရီးမှာသွေးကင်းစာယောဂခံစားနေရပြီးအသက်ရှင်ဖို့အချိန်တိတ်မရှိတော့တဲ့မာတီဒါဆိုတဲ့ကလေးတစ်ယောက်ရှိတာကိုမတ်လဲသိသွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဖရီးကမတ်ရဲ့အီလိုက်စီယန်ကိုတွားလို့ရမယ့် ID ကိုတွေးလိုက်ရတာကြောင့်မာတီဒါကိုသူနဲ့အတူခေါ်သွားပေးဖို့တောင်းဆိုလိုက်ပေမဲ့အဲ့ဒီလိုမျိုးလုံးမဲ့ဆိုရင် သူတို့အားလုံးအသက်ခံရလိမ့်မယ်ဆိုပြီးတော့ mask ကပြန်ပြောင်းနေခဲ့ပါတယ်။အဲနောက်တော့ free ရဲ့အင်ကနေထွက်သွားတဲ့ mask ကို drone တစ်ခုကတွေ့သွားခဲ့တာကြောင့် crew ကတို့ဖွဲ့လေအဲဒီနေရာကိုချက်ချင်းရောက်လာခဲ့ပါတော့တယ်။ crew ကလည်း free တို့ရဲ့အင်ထဲကိုဝင်သွားပြီးရာစုအသားတို့ကိုလက်ခံထားမှုအတွက် free နဲ့ martyr တို့ကိုဖမ်းဆီးခဲ့ပါတယ်။ mask လည်း hacker spider ပို့ခွာနေရာကိုတွားလိုက်ပြီးတော့ Elysian ကိုပို့ပေးဖို့အတွက်ပြောင်းနေခဲ့ပါတယ်။လောင်းအင်ဂျီလီမြို့မှာပြန်တန်းခွင့်အချက်ပြမှုတွေကိုပိတ်ပင်ထားတာကြောင့် အာဂဒါရင်တွေစဉ်လို့လို့မြကြောင်းနဲ့အစိုးရကအဲ့ဒီလိုလှုပ်ထားတာဟာမက်စ်ရဲ့ကောင်းထဲမှာအရေးကြီးတဲ့အရာတစ်ခုရှိနေတာကြောင့်ဖြစ်နိုင်တယ်ဆိုပြီးတော့စပိုက်တာကပြောပြခဲ့ပါတယ်။တချိန်ထဲမှာပဲမက်စ်ရဲ့ကောင်းကိုစစ်ဆေးမှုတွေလုပ်လိုက်တဲ့အချိန်မှာတော့အီလိုင်စီယန်စနစ်ကိုပြန်လည်စတင်နိုင်မဲ့ program ရှိနေတာကိုသိလိုက်ရပါတယ်။အသက်ရှင်ဖို့နိုင်ရင်နေငယ်တာကြံတော့တဲ့ Max လည်း E-Lycian ကိုချက်ချင်းသွားဖို့လိုအပ်နေတာကြောင့်ဒီ data အချက်အလက်တွေကိုအလေးလည်နေနဲ့အသုံးပြုဖို့ဆုံးဖြတ်လိုက်ပြီးတော့ crew ကလိုက်လာနိုင်မဲ့နေရာတစ်ခုကိုတွားခဲ့ပါတော့တယ်။ ဂရူကာတို့ရောက်လာတဲ့အချိန်မှာတော့မတ်ကလက်ပြပုံတစ်လုံးကိုကင်ဆောင်ထားပြီးတော့တခုခုလုံးမယ်ဆိုရင်သူ့ကိုယ်သူဖောက်ခွဲပြစ်မယ်ပြီးတော့ဒေတာချက်လက်တွေအားလုံးပြတ်သွားအောင်လုပ်မယ်ဆိုပြီးတော့ချိန်ချောက်လိုက်ပါတယ်။အဲ့ဒါနဲ့ဂရူကလည်းမတ်ကိုအီလိုင်းစီယန်ကိုခေါ်သွားဖို့သဘောတူလိုက်ပြီးတော့မတ်တဲ့အောင်အာဂါသရင်ထဲကိုဝင်လိုက်တဲ့အချိန်မှာဖရီးနဲ့မာဒီတာတို့ကိုတွေ့လိုက်ရပါတယ်။ဂရူကကမတ်ကိုခေါ်လာပြီးဖြစ်တာကြောင့်ပြန်ဆန်ခွင့်အချက်ပြပိတ်ဆို့မှုတွေကိုဒီလာကော့ကပြန်ဖွင့်လိုက်မှုနဲ့တူဟက်ကာစပရိုက်တာရဲ့စနစ်တွေအားလုံးလည်း ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။စပိုက်ဒါလည်းမဲရဲ့ဒီနေရာကိုချက်ချင်းခြေရခံလိုက်ပြီးတော့အီလိုင်စီယန်ကိုတွားနေရအောင်တွေးလိုက်တာကြောင့်တဖွဲလုံးလိုက်သွားဖို့လုံကြပါတော့တယ်။အီလိုင်စီယန်နောက်ကိုမက်ဂျိုးရဲ့အာကသားရင်ရောက်လာချိန်မှာပဲခရူဂါနဲ့အဖွဲသားတို့ကမက်စကိုစတင်တိုက်ခိုက်ပါတော့တယ်။တိုက်ခိုက်နေချိန်အတွင်းမှာမက်စရဲ့လက်ထဲကလက်ပြုံပြုတ်ကျသွားတာကြောင့်လေရင်လည်းပျက်စီးသွားပြီးတော့ခရူဂါလည်းမျက်နှာတစ်ချမ်းဆုပ်ပြတ်တက်သွားပါတော့တယ်။မက်စတိုးရဲ့ယင်ကရုပ်ကတစ်ခုထဲမှာပြက်ကျသွားတာကိုတွေးရှိလိုက်ရပြီးရဲ့နောက် ရင်ဘောဘလူအားလုံးကိုဖမ်းဆီးဖို့သူမရဲ့လူတွေကိုဒီလာကော့ကဆေးလုခဲ့ပါတယ်။မက်စ်နောက်တစ်ကြိမ်နိုးလာတဲ့ခါမှာတော့ဒီလာကော့နဲ့နှီးပညာရှင်အများပြားကအီလိုက်စီယန်စနစ်ပြန်လည်စတင်မဲ့ပရိုဂရမ်ကိုမက်စ်ရဲ့ခေါင်းလေးကနေထုတ်ယူဖို့ကြိုးပမ်းနေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲကမ္ဘာမြေကလာတဲ့ဟက်ကာစပိုက်တာတို့ဖွဲ့လေအီလိုက်စီယန်ကိုရောက်လာပြီးတော့မက်စ်ကိုရှာဖွေနေခဲ့ပါတယ်။တစ်ဖက်မှာတော့ဘုံကြောက်ဒဏ်ရာရသွားတဲ့ခရူကလည်းကုသမှုတွေခံယူနေပြီးမက်စ်လိုမျိုးဆက်ယုံဝိစုံတစ်ခုကိုသူ့ရဲ့ကိုယ်ပေါ်မှာတက်စင်ဖို့ ုံဆောင်နေခဲ့ပါတယ်။ဒီလောက်ကတော့သွားချင်းမှာမက်စ်လေချုံအောင်ခံရတာနဲ့လွမြောက်အောင်လုံဆောင်နိုင်ခဲ့ပြီးတော့ဖရီနဲ့မာတီတာတို့ကိုဘယ်မှထားလဲဆိုပြီးမေးကဝင်ခွက်ပြားတွေကိုလည်းယူဆောင်သွားခဲ့ပါတယ်။ဒီလောက်ကလည်းခရူဂါရဲ့အခန်းထဲကိုသွားလိုက်ပြီးတော့အတုံးမချောက်ဘန်းညာသွားပြောနေချိန်မှာပဲခရူဂါကသူ့မောက်ကိုဓာတ်နဲ့ထိုးလိုက်ပြီးတော့ဖရီတို့ကိုထည့်ထားတဲ့အခန်းထဲမှာပိတ်လောင်ထားခဲ့ပါတယ်။အဲနောက်တော့အဆောက်အဦတွင်းမှာရှိတဲ့နိုင်ငံရေးသမားတိုင်းကိုတပ်ပြစ်ဖို့သူ့ဖွဲ့သားတွေကိုခရူဂါကအမိန့်ပေးလိုက်ပါတယ်။မက်စ်တယောက် ထိန်းချုပ်ရေးအခန်းထဲကိုရောက်သွားချိန်မှာတော့သူ့နောက်ကိုလိုက်လာတဲ့စပိုက်တာတို့ဖွဲ့ကိုတွေးလိုက်တာကြောင့်စက်သွေးရေးကိရိယာကိုအသုံးပြုပြီးတော့စက်သွေးလိုက်ပါတယ်။သူ့ခေါင်းထဲမှာရှိတဲ့ပရိုဂရမ်ကလူတိုင်းကိုအီလိုင်းစီယာနိုင်ငံသားဖြစ်အောင်လုပ်ပေးနိုင်လားဆိုပြီးမတ်ကမေးလိုက်တဲ့ချိန်မှာအဲ့ဒါကဖြစ်နိုင်တယ်ဆိုပြီးစပိုက်တာကပြန်ပြောခဲ့တာကြောင့်သူတို့အတူတူအစီအစဉ်တစ်ခုကိုရေးဆွဲခဲ့ပါတယ်။နောက်တော့မတ်လေဖရီဒိုကိုရှာတွေ့သွားပြီးတော့တမီးဖြစ်သူမာလီတာကိုကုသရေးဆက်တွေကိုထည့်ဖို့အတွက်ကုသရေးဆက်ကိုရှာဖို့နဲ့နိုင်ငံသားဖြစ်မှရမယ်ဆိုတဲ့စနစ်ကို သူပြောင်းပေးမယ်ဆိုပြီးပြောပြီးတော့ထွက်ပြေးကိုင်းခဲ့ပါတယ်။တချိန်တည်းမှာပဲ Max နဲ့ Spider တို့အဖွဲ့တွေတွေ့သွားကြပြီးတော့ Elian စီရဲ့စနစ်ရှိတဲ့ခန်းကိုဥတီသွားခဲ့ပါတယ်။ Elian စီရဲ့စနစ်ရှိတဲ့ခန်းကိုမရောက်ခင်မှာပဲ Kruger နဲ့ Max တို့ထပ်တွေ့ကြပြီးတော့စတင်တိုက်ခိုက်ကြပါတော့တယ်။အတူလိုက်ပါလာတဲ့ Spider ကလည်းအဲ့ဒီအခွင့်အရေးကိုအမီးရယူပြီး Elian စီရဲ့စနစ်အခန်းတကားကိုဟပ်ဖို့ကြိုးစားခဲ့ပါတယ်။ Kruger နဲ့ Max တို့တိုက်ခိုက်နေကြရင်ရှုံးနေလာပြီဖြစ်တဲ့ Kruger ကလက်ပြဘုံကိုဖောက်ခွဲပြီးတော့ နှစ်ယောက်စလုံးဆုံးသက်သွားအောင်လုပ်ခဲ့ပေးမယ်။လက်ပြပုံမပေါက်ွယ်ခဲ့မှာပဲ။မတ်စကခရူကိုသူတို့တိုက်ခိုက်နေတဲ့ platform ပေါ်ကနေအောက်ကိုပြစ်ချလိုက်ပါတော့တယ်။ Eli Cian အခန်းတကားကိုဖွင့်နိုင်ခဲ့တဲ့ Spider လေးမန်းနဲ့အတူအခန်းထဲကိုဝင်သွားပြီးတော့လုံခြုံရေးစရုပ်တွေဝင်မလာနိုင်အောင်အခန်းကိုပြန်ပိတ်ပစ်လိုက်ပါတယ်။အဲနောက်တော့မတ်စကသူ့အုံနောက်ကို Eli Cian စနစ်နဲ့ချိတ်ဆက်လိုက်ပြီးပြန်လည်စတင်ခြင်းကိုလှုပ်ဆောင်ဖို့ဂျိုးပန်းနေခဲ့ပါတယ်။ ။ဤလိုင်းစီရင်စနစ်ကိုပြန်လည်စတင်ခြင်းကိုလှုံ့ဆော်မယ်ဆိုရင်အသက်ရှင်တော့မှမဟုတ်ဘူးလို့ Masco Spider ကပြောပြခဲ့ပါတယ်။အနေငယ်တွေ့ဝီနေတဲ့ Mas လည်းကွန်ပျူတာတစ်ခုကိုအသုံးပြုပြီးတော့ Free တို့တာမီကိုဆက်သွယ်လိုက်ပါတယ်။ငငယ်တုန်းကကတိပေးထားတဲ့အတိုင်းသူမကိုဤလိုင်းစီရင်ကိုရောက်အောင်ခေါ်လာပေးပြီနော်ဆိုပြီးတော့ Mas က Free ကိုပြောလိုက်ပြီးတော့စနစ်ပြန်လည်စတင်ခြင်းကိုလှုံ့ဆော်ခဲ့ပါတယ်။တချိန်တည်းမှာပဲလုံချုံရေးစရုပ်တွေကခန်းတကားကိုဖောက်ခွဲပြီးစပိုက်တာတို့ကိုဖမ်းဆီးဖို့လုံတော့မဲ့အချိန်မှာပဲ အီလိုင်စီယန်စနစ်ပြန်လည်စတင်တာကပြီးဆုံးသွားပြီးနိုင်ငံသားအသစ်တွေကိုစတင်ထည့်သွင်းခဲ့ပါတယ်။နိုင်ငံသားတွေကိုဖမ်းဆီးတာကဥပဒေကိုစန့်ကျင်နေဆိုတဲ့ကုတ်ထည့်ထားတဲ့ဆဲယူတွေဟာနိုင်ငံသားဖြစ်တဲ့စပိုက်တာကိုဖမ်းဆီးတာမျိုးမလုပ်ဆောင်တော့ပါဘူး။အဲနောက်တော့ကဘာမြေပေါ်ကလူတိုင်းကလည်းအီလိုင်စီယန်နိုင်ငံသားဖြစ်သွားတာကြောင့်စနစ်ကဆေးဘက်ဆိုင်ရာအကူအညီတွေလိုအပ်နေတဲ့လူစင်ရဲတွေအားလုံးကိုခြေရာခံမိသွားပြီးကုညီဖို့တွေလုံဆောင်ဖို့အတွက်အာဂါဒာရင်တွေကိုဆေးလုပ်ခဲ့ပါတယ်။ကဘာမြေပေါ်မှာရှိတဲ့လူစင်ရဲတွေအားလုံးကလည်း သူတို့စီကိုရောက်လာတဲ့အာဂါသယူနီစီကိုအပြေးလွှားသွားခဲ့ကြပြီးတော့အီလိုင်စီယန်စီကိုသွားခဲ့ကြပါတော့တယ်။နောက်ဆုံးမှာတော့ဖရီဒီအောင်အီလိုင်စီယန်အာဂါသစကန်နဲ့မှလမ်းလျှောက်နေရင်းနဲ့သူမနဲ့မက်စတိုငငယ်ကအကြောင်းလေးကို ပြန်တွေးရင်းနဲ့ဇလန်းလေးနဲ့အဆုံးသတ်သွားခဲ့ပါတယ်။ယေရှုအားပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။